အားလုံးမင်္ဂလာပါညီကိုတို့ယနေ့ကောင်းကြမှာချမ်းသာကြပါဒီကနေ့မှာတော့ကျွန်တော်ယူရိုပါလိပွဲစဉ်၄ပွဲရွေးချယ်ထားပါတော့ဒါဒုတိယအကြော့ quarter final ပွဲစဉ်နဲ့ဖြစ်တယ်ပေါ့နော်ပထမအဆုံးအနေနဲ့ Atletico Bilbao Ranger ပြီးတော့ Frankfurt Spa Lazio Brooklyn Man United Lyon တို့ပွဲစဉ်နဲ့ဖြစ်တယ်ပေါ့နော်ဒါ Bilbao အသင်းရဘော်ဒီဂျီတလုံးပေါ့နော်30ရှောင်းလောက်ပေးထားတွေ့ရတယ်ပေါ့နော်ဂိုးပေါင်းကြီးက30 40နာရီလောက်ဖွင့်ထားတယ်ပေါ့နော်ဒါနာနီအပြောင်းလဲထပ်ဖြစ်နိုင်သေးတယ်ပေါ့ဗျာ ဒီပွဲစဉ်ကိုပထမအကြောမှာကြည့်မယ်ဆိုလို့ရှိရင်ဘလဘာကိုတင်ရ80နဲ့9မိနစ်မှာပေါ့နော်ပယ်နတီရခဲ့တယ်ပေါ့နော်အဆောင်တန်းညံ့ခဲ့လို့ပေါ့ဗျာဂိုးပေါက်ကန်တွဲမှုကတော့ကျွန်တော်ဘလဘာကိုတင်ရပုံများခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဆုံးသတ်တွေကညံ့ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်ဒါရင်းကြအတင်းကန်ဝင်မှုတွေလည်းကောင်းခဲ့တယ်ပေါ့နော်ဆိုဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင် Ranger အသင်းဆော့ခဲ့တာ Finnabachi လို့ဘောနော Finnabachi ဆိုလဲဒီ J ကိုမပေးခဲ့ဘူးဘောနော Manyu ဆိုလဲ အခုလိုတလုံး40ချွန်ဒီလိုခြေကို range အောင်မပေးခဲ့ဘူးနော်ဒီတော့ပြပြချင်တာပါအခုကကျွန်တော်ဘီလဘာကိုအတင်းကတလုံး30ချွန်40ချွန်တော့လည်းများသလားလို့ခံစားမိတယ်ပေါ့နော်ဒါပေမဲ့လည်းသူ short ခဲ့တဲ့အင်ကွင်း၅ဘွဲကိုကြည့်မယ်ဆိုရင် exact လက်ခံမှာ 2G ပေါ့နော် Slavia Prague 1G Aspro ကို 3G ပေါ့နော် Victoria Pantan 31ပေါ့နော် Roma ကို31နဲ့နိုင်ထားတာတော့တွေ့ရတာပေါ့နော် Roma ကို31နဲ့နိုင်တဲ့ပွဲစဉ်ကတော့ဒါ Roma အတင်းမှာအနီးကပ်လည်းရှိတယ်ပေါ့နော် ဇယားမှာဆိုသူတို့ရက်တီခဲတာဘီလ်ဘာဝအဆင့်နဲ့ရ ेंजर အဆင့်ရှစ်မှာရက်ရက်တီခဲတာလည်းတွေ့ရတာပေါ့နော်အခုဒီပေးထားတဲ့ body ကြီးကနှက်များသလိုတော့ခံလာရတယ်ပေါ့နော်ဒါမှဒါတေချာပေါင်းနိုင်မယ်ဆိုတော့အခြေမျိုးလည်းဖြစ်နိုင်ပါတယ်ဖွင့်ထားတာပေါ့နော်ကြည့်မယ်ဆိုရင်ဒီမင်းက90တော့တော့မှဖွင့်ထားတယ်ပေါ့နော်ဒါ5ပေါင်းကြီးနဲ့10ပေါင်းဖြစ်နိုင်တဲ့5ပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးကျွန်တော်တောင်းလုံးနဲ့၄လုံးကြားမှာရှိမယ်ဆိုတော့ကြည့်တော့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဖွင့်ပြီးစောရမှာပေါ့နော် ီးလို့ရှိရင်ကျွန်တော်ဒါဘီလ်ဘာကိုတင်းရအောင်လည်းနှလုံးတော့တော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်။ Ranger အတင်းရတလုံးတော့ရရင်တော့ကန်ကောင်းပေါ့နော်။ဆိုဒီပွဲစဉ်မှာကျွန်တော်ကဘယ်လိုရွေးချယ်ပေးချင်လဲဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာပေါ့နော်။ကိုယ်ပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ကိုပေါင်းအပေါ်ကြိုက်တယ်ပြီးဘော်ဒီမှာပေါ့နော်ကျွန်တော်နဲ့အရေးဆုံးမှ MO Z2 နဲ့နိုင်တယ်ဗျာ Olympia ကော11ဆော့ထားတယ် Nins ကို14နဲ့နိုင်တယ်ပေါ့နော် Finabachi 13နဲ့နိုင်တယ်သူရှောင်းတာ Man U သတင်းမှရှိတယ် Man U 21နဲ့ရှောင်းတာဗျာအဲဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကိုပေါင်းအပေါ်နဲ့ဘော်ဒီမှာ Ranger ကြိုက်တယ်ပေါ့နော် တ်ပွဲခင်တပွဲကတော့ Frankfurt နဲ့ Spain ရဲ့ပွဲခင်ဖြစ်တယ်ပေါ့နော်။ဒါအခုလက်ရှိဖွင့်ထားတဲ့ body jay ကိုကြည့်မယ်ဆိုလို့ရှင်တော့ဒါ Frankfurt အသင်းကပေါ့နော်ကျွန်တော်ဒါ level 60ရှုံး90ရှုံးဒီလောက်နီးပါးပေါ့နော်ကျွန်တော်ပေးထားတာတွေ့ရတာပေါ့နော်တကြီးကြိုက်ရင်အဲ့လောက်ရှုံးမယ်ပေါ့ဗျာ။ဂိုးပေါင်းကြီးကတော့300 300နိုင်လောက်ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ဒါအနာနည်းအပြောင်းလဲထပ်ဖြစ်နိုင်သေးတယ်ဒါဒီနှစ်သင်းရပထမအကြော်တော့ ကလုံးတီဗီဒါတိုင်းမှာ11ဆိုရရလာနေပြီးရတယ်ပေါ့နော်။ဒါကျွန်တော်တို့ဒါ front ဘက်ကဆို6မိနစ်မှာ구ရတယ်။ဒါ spare ဘက်က26မိနစ်မှာ구ရပြီ။11ဆိုရရလာနေပြီးသွားခဲ့တယ်ပေါ့နော်။ဒီပွဲစဉ်မှာ구ရနိုင်ကြရတော့ကျွန်တော်တို့ဒါနှစ်တင်းစလုံးမှာရှိခဲ့ပြီမြဲ spare ကတချို့အခွင့်အရေးတွေအများကြီးရခဲ့တာလည်းတွေ့ရတာပေါ့နော်။ဒီဟာဒီ spare ကဘာမျိုးလင်းချက်မှလည်းမရှိတော့ဒီ plan တစ်လုံးပဲရှိရပေါ့နော်။ဒီတစ်ပတ်ဒီ plan တစ်လုံးကိုသူတို့ပေါ့နော်တော်တော်လေးတိုက်ကြီးမကြီးဆော့လို့ကျွန်တော်ကထင်တယ်။ စပါးဆော့ကတဲ့ဒါအဝေးကွင်း၅ဘွဲကိုကြည့်မယ်ဆိုလို့ချင်း Ferran Barros ကို1 2နဲ့9တယ်ဗောနော် Ranger က1 1ဆော့တယ် Hoffman ကို2 1နဲ့9တယ်ဗောနော် Pizet Alcama ကိုရှောင်းထားတယ်ပြီးရင် Galata Sari ကိုရှောင်းထားတာတွေ့ရတာဗောနော်ဒါအသင်းကြီးအနေနဲ့တော့ဒီမှာကြည့်မယ်ဆိုရင် Galata Sari တင်းလောက်ပဲရှိမှာဗောနော်သူလည်းတန်းနေတဲ့အသင်းတွေပါပဲဘောနော် so frankfurt ကိုကြည့်မယ်ဆိုရင် frankfurt ရဲ့အင်္ဂွန်ပွဲစဉ်တွေကအကောင်းနေဗျ pretoria ပန်ဆန်း33ဆော့တယ် rfs ကို10ဆော့တယ်ဗောနော် ပင်ကျွန်တော်ဆလာဗီယာပရာဂို1ဇီနဲ့9ဘလော့ဖရန်ဘာရော့စ်ကို2ဇီ IS ကို41နဲ့9ထားတယ်ပေါ့နော်ဒီနေရာမှာချိမှဆိုလို့ရှင်တော့အဲ့လောက်ဒီတန်းမကွာဘူးပေါ့နော်ဆော်ကရပွဲတဲ့ဖရန်ဘောနဲ့စပါရောပေါ့နော်အဲ့ဘက်ရဲ့ကိုကိုပေါင်းကြီးတွေကိုချိမှဆိုလို့ရှင်တော့မင်းနဲ့90တော်တယ်မှအနည်းဆုံး3လောင်းလောက်ဒီရောက်ပါမယ်ဆိုတော့ချိပန်တာရဲ့ပင်မင်းနဲ့90တော်တယ်မှကျွန်တော်ဒါဖရန်ဘောတင်အနည်းဆုံးတစ်လုံးနဲ့နှလုံးကြားထဲမှာရမယ်ဆိုတော့ချိတော့ဖန်တာပေါ့နော် မင်းက90တော့တမစပါးကင်းလာအနေဆုံးတစ်လုံးတော့ပဲရပါမယ်ဆိုတော့ချိန်ဖွင့်တာပေါ့နော်ဆိုတော့ကျွန်တော် friend book ကလည်းအင်ကွင်းပွဲစဉ်နေဆိုတော်တော်လေးကောင်းတာမှန်ပေမဲ့လည်းပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ပေါ့နော်ဒီပွဲစဉ်ကကျွန်တော်တို့နှစ်သိန်းလုံးနဲ့ဖွင့်ပြီးသွားမှာဖြစ်မယ်ပွဲစဉ်ဖြစ်တဲ့အတွက်ကျွန်တော်ဘူးပေါင်းအပေါ်တောင်းလုံးထိကြိုက်တယ်ပေါ့နော်တောင်းလုံးထိကြိုက်တယ်မနေ့ကအပြောင်းလဲဖြစ်ရင်လည်းဒီကိုယ်တို့တစ်ချက်ပြန်တွေးကြည့်ပေါ့နော် body မှာတော့ကျွန်တော်ပြဘာ plan မှလည်းမရှိတော့ဘာလက်မှတ်ဖြစ်နေလဲကျွန်တော်စပါးပဲကြိုက်တယ်ဗျာ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့လာဇီယိုနဲ့ဗိုတိုကလင်းတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါပထမအကြောင်းကတော့ဗိုတိုကလင်းကတူးစီဆိုတဲ့ရလာနဲ့နိုင်ထားတယ်ပေါ့နော်။ဒီနေ့ပွဲစဉ်မှာတော့လာဇီယိုအသင်းကတော့ဒီလိုပဲပေါ့နော်။တလုံး40ရှုံ50ရှုံကဖွင့်ထားပါတယ်လက်ရှိ။ဗော်ဒီဂျီပေါ့နော်တကူးတွင်းတော့အလောက်ကြီးရှုံမှာပေါ့နော်။ဂိုးပေါင်းကြီးက3လုံး30နိုင်လောက်ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ပထမအကြောင်းကဘိုတိုကလင်းကတူးစီဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော်ဘိုတိုကလင်းကတော်တော်လေးကောင်းပါတယ်ဗျာ ကိုးတွေတော့အများကြီးပြတ်ရမှာဒီပွဲမှာလာစီကိုကန်ကောင်းသွားခဲ့တော့ပါဒီကိုအသိန်းကတော့ဗောနော်ဒါအင်ခွဲမှာဆိုနင်းစ်ပေါ်ဖူဝါနဲ့နိုင်တဲ့ပေါ်တို2-1ဗောနော်ဒူတိုဂိုရစ်ကိုဇီစီဆိုစီတက်ကို3-1ဗောနော်ဗီတိုရီယာပန်တန်1-1ဆော့ခဲ့တော့ဗောနော်အင်ခွဲမှာလုံးဝရှုံးမှမရှိဘူးဗောနော်ကျွန်တော်ဘိုရိုကလင်းကကျတော့အဲ့လိုမဟုတ်ဘူးအဝေးခွင်းသူ6ပွဲဆော့ထားတယ် USG ကိုစီစီဆော့တယ်ဘရာဂါကို1-2နဲ့နိုင်တယ်မိုင်းကို3-2နဲ့ရှုံးတယ်ဗောနော်နင်းစ်ကို1-1 ကန်တီကိုတူဝမ်းနဲ့ရှောင်းလို့အိုလံပီယာပေါ့လို့တူဝမ်းနဲ့ရှောင်းတာနော်အဝေးဝန်း၃ဝက်ရှိရတဲ့အပင်ရှောင်းတာဒါမှဒီအတင်းမှာတခုထူးကြတာဒီအတင်းကတိုက်ဖက်ကောင်းတဲ့အတင်းပြပြဖြစ်တယ်ပေါ့နော်အခုကျွန်တော်လာစီယိုနဲ့တစ်ချက်ရှင်ကြည့်မှဆိုရင်ပေါ့နော်အချိန်နေချင်းကတအားကွာနေတယ်ပြောမှန်တယ်ပေါ့နော်ဒါမှမဟုတ်ဒီအတင်းကပထမအကြောင်းတူစီနဲ့နိုင်ထားပြီးသားပေါ့နော်အခုကလည်းလာစီယိုအနည်းဆုံးငလုံးလောက်ပြတ်ဖို့တော့လိုတယ်ပေါ့နော်ဒီအတင်းကလည်းတိုက်ဖက်ကောင်းတဲ့အတင်းပြပြဖြစ်တယ်ဆိုတော့ကျွန်တော်မေ့ထားလို့မရအောင်ပေါ့နော် တယ်လားလာစီကိုအတင်းကတကယ်ပဲကမ်းဘက်ဖြစ်မလားဒါကျွန်တော်စောင့်ကြည့်အောင်ပေါ့နော်။အင်းစက်ဘာမှာဖွင့်ထားတယ်ပေါ့နော်ဒါမင်းက90တော့ဒီမှာဖြစ်မဲ့ပူပေါင်းကြည့်အနည်းဆုံး10လောက်လောက်ဒီဖြစ်မဲ့ဆိုတော့ကြည့်ဖွင့်ထားတယ်ပေါ့နော်။လာစီကိုအတင်းကတော့အနည်းဆုံး1လောက်လောက်တော့တေချာပေါက်ထည့်မဲ့ဆိုတော့ကြည့်ဖွင့်ထားတယ်ပေါ့နော်။ဖိုတိုဂလင်းကတော့1လောက်လောက်တော့ရပါမှာဆိုတော့ကြည့်ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်စဉ်းစားကြည့်တာတော့အင်းရှင်လာစီကိုအတင်းကတော်တော်လေးဖီးပြီးဆော့မယ်ဆိုတာမှန်တယ်ပေါ့နော်ဒါတေချာပါတယ်။ဒါတေချာပါတယ်ပေါ့နော်။ဒါမှကျွန်တော်က ဒီပွဲစဉ်မှာဘောနောဒါဘိုးပေါင်းဘောနောကျွန်တော်တောင်းလုံးထိကျွန်တော်သဘောကျတယ်ဘောနောတောင်းလုံး30နဲ့ဘိုးပေါင်းအပေါ်ထိုးဖို့ပွဲတိုင်းလိုလိုပြောနေရတာဒီပွဲတွေကဘောနောဘိုးပေါင်းအပေါ်ဖြစ်နိုင်ခြင်းတအားများတယ်ဒီတောင်းလုံး30နိုင်ဆိုတာဘောနောအဲအကြောင်းပေါ့ဘိုးပေါင်းအပေါ်နဲ့ဘောနောနည်းနည်းလေးကျွန်တော် body မှာလာဇီယိုနိုင်နိုင်ခြင်းရှိပေမဲ့လည်းဘိုးတို့ကလင်းကလည်းအဆက်ရှိရဘောနောအဝေးဝဲမကောင်းတာမှဂူတကူတွင်းနိုင်တဲ့အသင်တင်းဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲစဉ်မှာ ဘူရိုဂလင်ဘော်ဒီပဲခြိုက်တယ်ဗောနဘူရိုဂလင်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ထိုးဖို့အကြံပေးခြင်းနဲ့ဗောနနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့မန်ယူနဲ့လိုင်ယွန်တို့ပွဲစဉ်ဖြစ်တယ်ဗောနဒါမန်ယူအသင်းကအပေါ်ကြီးပေါက်ထားတာတွေ့ရတယ်ဗောနမန်ယူအသင်းကတလုံး30နိုင်ဆိုမှဖွင့်ထားတာတွေ့ရတယ်ဗောနဂိုးပေါင်းကြီးကတော့ဒါတလုံးကို30စားဆိုမှစတဲ့ကြီးတွေဖွင့်ထားတယ်အဲ့ဒါပြန်ထပ်ပြီးအပြောင်းလဲတွေဖြစ်နိုင်သေးတယ်ဗောနော် ခြေတွေရတာနောက်ထပ်အပြောင်းအလဲဖြစ်နိုင်လေးပါတယ်ဒါကျွန်တော်ပထမအကြောတော့ကတော့ဒီပွဲစဉ်အတူတူဆိုရရလာနဲ့ပြီးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာမိုင်းယူအသိန်းကပေါ့နော်ဒါကုသမအားနဲ့ချက်ကြောင့်လည်းဒီလိုဖြစ်သွားခဲ့တာနောက်မှမိုင်းယူအသိန်းနိုင်နိုင်ကြီးတအားများခဲ့တယ်ပေါ့နော်ခွေးမိုင်းလေးဆိုတော့တိတ်တော့မကွာဘူးဆိုမှအဆုံးတက်မိုင်းပါပေါ့နော်မိုင်းယူအသိန်းကနောက်ထပ်မကောင်းဘူးဆိုမှလည်းဒါပေမဲ့ကုသမရဲ့လူအချက်တွေကြောင့်ဒီလိုဖြစ်ခဲ့တယ်ဆိုတော့အားလုံးသိပြီးတာအတိုင်းပါ ဲ့ဆိုဒီမှာကြီးမှာဆိုလို့ရှိရင်မိုင်းဝဲတင်းကတော့အိမ်ခွဲမှာပေါ့နော်ကျွန်တော်မားဝဲဆော့ခဲ့တာပေါ့နော်21 PAOK ကို2စီပေါ့နော်ဘိုလိုကလင်းကို32နဲ့9တဲ့ range ကို21ပေါ့နော်ဆိုစီတက်ကို41အိမ်ခွဲပွဲတဲ့နေမှာမိုင်းဝဲလုံးဝမရှုံးထားပေါ့နော်နိုင်ယုံကြီးမှာဆိုနိုင်ယုံကလည်းဝေးခွင်း9ဝဲဆော့ထားတယ်9ဝဲလုံးမရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါဆို FCSB 13 Pinaba GCC ပေါ့နော်ဒါကျွန်တော်တို့က အများကြီးပဲပေါ့ဗျာ။ဟော်ပိုင်ဟင်းကိုလည်းတူတူတေချာရန်ဂျာ149နိုင်တာမျိုးတွေလည်းတွေ့ရတာပေါ့နော်။ Quarterback ကို149နိုင်တယ်ပေါ့နော်။ဒါ line ကိုအတင်းအဝေးဝင်ပွဲစဉ်တွေပါ။ဒါဒီပွဲစဉ်ကတော်တော်ကြီးကောင်းမဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်။ဆိုဒီပွဲစဉ်မှာတော့ကျွန်တော်မင်းနဲ့90အတော်အတွင်းမှာဖြစ်မဲ့ဂူပေါင်းကြီးပေါ့နော်အနည်းဆုံး3ပေါင်းကြီးရအောင်မယ်ဆိုတဲ့ချိန်ဖွင့်ထားတယ်ပြီးလို့ရှိရင်မင်းနဲ့90အတော်အတွင်းမှာမိုင်းဝင်တဲ့နှလုံးတော့ထဲမှာပေါ့နော် လမ်းရောအသိရတာအနည်းဆုံးတစ်လုံးတော့တော့ရမယ်ဆိုတော့ခြေရောဖွင့်ထားတယ်ပေါ့နော်။ဒါတစ်လုံး30နိုင်40နိုင်ဥပမာဒီလိုခြေတွေဖွင့်ထားတယ်ဆိုရင်တော့မန်ယူနိုင်လည်းတစ်လုံးထက်အပိုမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်လမ်းရောဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်။ဒီနေ့ကျွန်တော်အပေါ်လုံးဂိုးပေါင်းအပေါ်တွေပဲပြောခဲ့တယ်ပေါ့နော်။တကယ်လို့အနားနီးလို့ခြေတွေထပ်ပြီးအပြောင်းလဲဖြစ်တယ်ဆိုတော့ညီကိုတို့ချင်းချင်းမိတစ်ချက်ပြန်ပြန်ထိုးရင်လည်းထိုးကြည့်ပေါ့နော်။အဲကျွန်တော်ဒီနေ့ရွေးချယ်ခဲ့ပြီးတဲ့ပွဲစဉ်တွေကတော့ ဒီနေ့ကျွန်တော်ရွေးချယ်ခဲ့ပေးတဲ့ပွဲစဉ်တွေကြည့်ရမယ်ဆိုရင်တော့ Ranger တင်းနဲ့ဂူပေါင်းအပေါ်ပေါ့နော်ပင်စပါတင်းနဲ့ဂူပေါင်းအပေါ်ပေါ့နော်ဘိုဒိုဂလင်းနဲ့ဂူပေါင်းအပေါ်လိုင်ယွန်နဲ့ဂူပေါင်းအပေါ်ပေါ့နော်ကိုလုံးအောက်တင်းနဲ့ဖြစ်နေတယ်ဗျဒီကိုတော့အားလုံးအဆင်ပြေကြပါစေဘောလုံးပွဲတွေလည်းပေါင်းကြပါစေကြားမှန်းချမ်းသာကြပါစေဗျာ